အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ Mr. Nan ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကရဲ့ ICE လို့ခေါ်တဲ့တရားမဝင်ကျူးကျော်ခိုးပင်သူတွေကိုဖမ်းတဲ့အဖွဲ့ဟာသမ္မတ Trump စတက်လာပြီးအခုရပ်ပေါင်း90အတွင်းတရားမဝင်ခိုးပင်သူစုစုပေါင်း3200ကိုဖမ်းဆီးပြီးဖြစ်ကြောင်းနဲ့ပြည်내တန်ပို့ဖို့ကို စောင့်နေရတဲ့ကျူဘားနိုင်ငံကအချင်းထောင်မှာတချို့ American အချင်းထောင်စီကိုပြန်ခေါ်တဲ့အကြောင်းရယ် America မှာဝင်ကျင်သူတို့ဝင်ထွက်ကျင်သူတို့ထွက်ဗီဇာမလိုပဲအခွင့်အထူးရနေတဲ့ Canadian နိုင်ငံသားများကအခုလောဘကမှာအခုချိန်ကစတင်ပြီးတော့ရပောင်း30ကျော် America မှာနေထိုင်တော့မယ်ဆိုရင်မှတ်ပုံတွေတင်ရမယ်လက်ပွေတွေနှိပ်ပြီးတော့စီးရင်သွင်းရတော့မယ်အကြောင်းများပဲဖြစ်ပါတယ် တရင်ပြေဆုံးကတော့ ABC News ကမတ်လ17 2025မှာထုတ်ပြန်သွားတာကတော့ ICE လို့အမည်ရတဲ့အမေရိကကိုတရားမဝင်ခိုးပင်ကျူးကျော်သူတွေကိုရှာဖွေဖမ်းဆီးတဲ့အဖွဲ့ဟာသမ္မတထရန့်စတက်လာပြီး January 27ကစပြီးတော့ဒီနေ့ခေတ်အမေရိကကိုခိုးပင်ကျူးကျော်သူတွေကိုဖမ်းဆီးခဲ့ရာ3200ကျော်ရှိလာပါပြီ။အခုရက်90အတွင်းမှာအမေရိကမှာခိုးပင်ကျူးကျော်ပြီးရာဇဝတ်မှုများကျူးလွန်လို့အမိန့်ချခံထားရသူ1400ကျော်ပါရှိပြီးတော့ လက်ရှိအမိန့်ရင်ဆိုင်နေရသူ9800ရှိပါတယ်။မူရခိုင်ဝင်ပေါင်း1155ရောင်းနဲ့ပြည်ပမှာတရခံပြေး44ရောက်ပါရှိကြောင်း ICE အဖွဲ့ကထုတ်ပြန်ပါတယ်။ဖန်စီခြင်းနဲ့လွတ်ပေးခြင်းစကြီးတို့ကိုကျွန်တော်တို့အဆုံးတက်ခဲ့ပြီးကျွန်တော်တို့ဒီကျွန်တော်တို့ဤလာဝကဥပဒေကိုချိုးဖောက်သူများကို ဖန်စီသည့်မစ်ရှင်ကို ICE အဖွဲ့သို့လွှဲပြောင်းပေးခဲ့လိုက်ပြီးဟု ICE အဖွဲ့ရဲ့ Director Todd Leons ကပြောပါတယ်။ သူကဆက်ပြောပါတယ်အခုဆိုရင် ICE ကဖမ်းဆီးခဲ့တာ4800ကျော်ရှိသွားပြီးထိမ့်သိမ်းရေးစခန်းတွေမှာကဒင်များကုန်တော်ဖြစ်နေခဲ့လို့သူတို့ဟာ US Marshal နဲ့ဗဟိုအကျဉ်းထောင်တွေကိုအကူအညီတောင်းနေရပါတယ်ပြီးတော့ Congress ဥပဒေပြုလွတ်တော်ကိုလည်းငွေကြေးပုံမထောက်ပံ့ပေးဖို့တောင်းဆိုထားကြောင်းပြောသွားပါတယ်နောက်သတင်းတစ်ခုကတော့ Cuba နိုင်ငံက ဂွာတာနာမိုပင်လယ်အော်ကအချင်းထောင်မှာအမေရိကကနေပြင်ဒဏ်ပန်ပေးပြီးတော့ထိမ့်သိမ်းခံထားရတဲ့အမေရိကကိုခိုးဝင်ကျူးကျော်သူတွေထဲကတချို့ကိုအမေရိကန်ဘက်ကိုအရက်သုံးလေရင်နဲ့ပြန်လည်ခေါ်ယူပြီးတော့ဒူဘီဂျီယာနာပြည်နယ်ကအချင်းစခန်းတစ်ခုမှာ ထိမ့်သိမ်းထားလိုက်ပါတယ်။အဲ့ဒီအထဲမှာအမေရိကရဲ့နိုင်ငံအတွင်းမှာနေထိုင်သူတွေကိုချိန်ချောက်မှုအဆင့်မြင့်မားတဲ့တရားမဝင်နိုင်ငံသား 23ဦးအပါအဝင် အကျဉ်းသား40ဦးကိုပြီးခဲ့တဲ့အင်္ဂါနေ့မတ်လ17 2025မှာလူဝီဇီယားနာပြည်နယ်ကအကျဉ်းထောင်မှာပြန်လည်ထုတ်နှောင်ထားလိုက်ပါတယ်။သမ္မတထရမ့်မှာဇန်နဝါရီမှာကျူဘားနိုင်ငံကကွာဒါနာမိုပင်နယ်အော်မှာထိန်သိမ်းစခန်းတည်ဆောက်ဖို့သဘောတူစာချုပ်ချုပ်ခဲ့ပါတယ်။အခုတော့အဲ့ဒီအကျဉ်းစခန်းမှာအမေရိကရဲ့ကျူးကျော်သူတွေဂျာမောင်းအနေနဲ့သာကြန့်ရှိနေပြီးတော့အဲ့ဒီအကျဉ်းစခန်းကို73သိန်း3သိန်းစဉ်းစားနေကြပြီဖြစ်ပါတယ်။ အမေရိကရဲ့တရားဝင်ဌာနအရာရှိတွေကတော့အကျဉ်းသား900လောက်ပဲစန့်တယ်ယာယီနေထိုင်ရာနေထိုင်စရာအခန်းများ195ခန်းသာရှိပြီးတော့ ICE အဖွဲ့ရဲ့သတ်မှတ်ထားတဲ့စီကံအရာလေဘူးလေအေးဆက်များမလုံလောက်ခြင်းနဲ့အခြားအသုံးဆောင်များလောက်မှမှုမရှိခြင်းစသည်တို့ကြောင့်ဖြစ်ပါတယ်။အဲဒါကြောင့်လည်းအမေရိကရဲ့ကာကွယ်ရေးဝန်ကြီး Pete Hegseth ကပြီးခဲ့တဲ့ February မှာပြောတာကတော့ ဲ့ဒီကွာဒါနာမို့အကျဉ်းစခန်းဟာအကျဉ်းသားတွေကို ထိမ့်သိမ့်နဲ့အကျဉ်းစခန်းတွေ အားလုံးထဲမှာမှအစိုးရကအစိုးဆုံးနေရာလို့မှတ်ချက်ပေးခဲ့ပါတယ်။တစ်စက်တည်းမှာပဲပြီးခဲ့တဲ့လမှာသူကအဲ့ဒီအကျဉ်းထောင်ကွာဒါနာမို့ကိုတွားရောက်ခဲ့ပြီးတော့ကျွန်တော်တို့နိုင်ငံမှာပြဿနာလာရှာနေတဲ့မာကျောသော ရာဇဝတ်ကောင်များအတွက်တော့အသင့်တော်ဆုံးအကျဉ်းထောင်တစ်ခုပဲလို့ပြောသွားခဲ့ပါတယ်။အမေရိကရဲ့မီဒီယာသတင်းတွေက ပြောတာကတော့အခုချိန်ကစပြီးနှစ်ရက် တီတီအဲ့ဒီအကျဉ်းစခန်းကိုအမေရိကကကျူးကျော်သူတွေကိုပြန်မပို့ဘူးဟုသိရပါတယ်။ဂွာတာနာမိုအကျဉ်းထောင်မှအရာရှိတွေက ABC News ကိုပြောတာကတော့အဲ့ဒီစခန်းတွေစောက်တာဒေါ်လာ16တန်းကုန်ကျခဲ့ပြီးတော့ယာယီတဲတစ်ခုစောက်တာဒေါ်လာ3.3တန်းကုန်ကျခဲ့တယ်ဆိုပေမဲ့အမေရိကရဲ့လူနေမှုအဆင့်တစ်ခုကို မမီကြောင်းပြောလိုက်ပါတယ်။နောက်ဆုံးသတင်းကတော့အမေရိကနေဆက်ကိုကြော်ဖြတ်ပြီးတော့ အမေရိကထဲမှာနေမျိုးစုံနဲ့နေထိုင်နေကြတဲ့ကနေဒါနိုင်ငံမှာကနေဒီယန်ကနေဒါနိုင်ငံသားတွေဟာ အမေရိကမှာရက်30ထက်ပိုနေမယ်ဆိုရင်အမေရိကအစိုးရထံမှာတရားဝင်မှတ်ပုံတင်စီရင်ပေးလက်ဝေများနှိပ်ယူကြရတော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ABC News ကတင်ဆက်သွားပါတယ်။အဲ့ဒီကနေဒါနိုင်ငံသားတွေဟာ အမေရိကမှာတရားဝင် နေထိုင်ကြတဲ့အခြားနိုင်ငံသားတွေနဲ့မတူတဲ့အခွင့်အရေးထူးတစ်ခုဖြစ်တဲ့ လုပ်ွေနှိမ့်စီရမလို့မှတ်ပုံတင်စီရမလို့ပဲနဲ့ဝင်ကျင်သလိုဝင်ထွက်ကျင်သလောက်ထွက် နေကျင်သလောက်နေခွင့်ရနိုင်ခဲ့ပါတယ်အခုတော့သမရထရန့်ကအဲ့ဒီအခွင့်အရေးတွေကိုပိတ်ပင်လိုက်ပါပြီအဲ့ဒါကြောင့်မို့လို့ကနေဒါနိုင်ငံသားတွေကအခြားနိုင်ငံသားများနီးတူအမေရိကမှာရက်30ကျော်နေမယ်ဆိုရင်အမေရိကကိုပြန်လည်ဝင်ရောက်ခွင့် I94 လို့ခေါ်တဲ့ visa ရှိရင်ရှိမရှိရင် G325R လို့ခေါ်တဲ့ form ကို လာဘကအဖွဲ့မှရှောက်လွှာတင်ပြီးစီရင်ပေးသွင်းရမယ်လို့သိရပါတယ်။ကနေဒါနိုင်ငံသားတွေအမေရိကကိုလာရင် visa တော့မလိုပါဘူး။ဒါပေမဲ့ရက်30ကျော်ပြီးနေထိုင်တော့မယ်ဆိုရင်တော့စီရင်ပေးသွင်းရမှာဖြစ်ပါတယ်။ကနေဒါကနေအမေရိကကိုအလဲပတ်လာသူဈေးဝယ်ထက်သူဈေးဝယ်လာသူတွေအတွက်တော့ဘာအခက်အခဲအတားအဆီးတွေ မရှိပေမဲ့အမေရိကမှာစီးပွားရေးလာလို့သူကနေဒီယန် နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တွေအတက်တော့အဲ့ဒီလူဝင်မှု ကြီးကြပ်ရေးဥပဒေအစ်စ်ကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ American ရဲ့ Immigration ရှင်တွေတွေပြောတာကတော့ထုံးတမ်းစင်လာရအမေရိကကိုလာရောက်နေထိုင်သွားကြမဲ့ကနေဒါနိုင်ငံသားတွေအတွက် Visa ဘာမှမလိုပဲတကားမရှိဒါမရှိ ဝင်ထွက်ခွင့်တွေမရတော့လို့ပြီးတော့ America နဲ့ Canada တို့ရဲ့ twin ကုန်တွေအပေါ်သမရထရန့်က25ရာခိုင်နှုန်းတိုးပြီး အခွန်ကောက်သွားမယ်စသဖြင့်စီးကန်းတွေတင်းကျပ်လာပြီးမဟုတ်လို့ကနေဒါကစီးပွားရေးလုပ်ငန်းရှင်များဟာအခု အမေရိကကသူတို့စီးပွားရေးတွေကိုဆက်လက်လုပ်ကိုင်ရန်လုပ်သင့်မလုပ်သင့်စသဖြင့်စဉ်းစားနေရပြီဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုက်နှစ်သက်ခင်ရင် like and subscribe လုပ်ပေးခဲ့ကြပါပါ။ So please take care of yourself and each other. Bye bye.